ပရီးမီးယားလိပွဲစဉ်ကိုမန်ချက်စတာယူနိုက်တက်နဲ့ဘရိုက်တန်မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးအနေချူတူပါရဲကျွန်တော်ကိုခတ်မှာစနေည7:00နာရီမှာရှင်ပြိုင်ကစားမယ်မန်ယူနိုက်တက်နဲ့ဘရိုက်တန်တို့ရဲ့ပွဲချူသုံးသက်ချက်ကိုလုတ်သွားကြပါတယ်ခီးပွိုင်းစီတွေအရင်ဆွဲထုတ်ကြည့်အောင်ပထမဆုံးဖြစ်မိတဲ့စိတ်ခံစားချက်ကိုကျွန်တော်အယူသားဆုံးပြောမယ်ကျွန်တော်ဘရိုက်တန်ကိုကြိုက်ချင်မိတာဗျ ဘာကြောင့်လဲဆိုတော့လေ Brighton အသင်းဒီအသင်းတွေကိုတံပြန်ဒုက္ခပေးနိုင်မဲ့ကစားသမားအများများစွာရှိတယ်။အဲတိုက်စစ်ပိုင်းမှာဆိုရင်လည်းရန်ကုန်ဂျင်စရာကောင်းတဲ့စုပွဲမှုလေးတခုကို Hazela တိဆောက်ထားနိုင်တယ်။ရန်ကူပါမင်းမီတိုမာစတဲ့ကစားသမားတွေရဲ့တူအားယုံအားလှုပ်အားနှုံးတွေကနေနေရာလွတ်တွေအများကြီးရစေတယ်။ကွင်းလေကစားသမားကောင်းတွေလည်းအများကြီးရှိတယ်။ရန်ကုန်ဂျင်စရာအစုအဖွဲ့လေးပေါ့နော်။ဒါပေမဲ့ကျွန်တော်ပြန်ပြီးစဉ်းစားတဲ့အချိန်မှာ United ကကျွန်တော်ကြပြားလေးတစ်ပုတ်နဲ့သွားတူတယ်ပေါ့နော်။ခွင်းတာခိုက်မှမလိုက်ချင်းလင်ခွင်းတာဒုံးမှမယုံချင်းလင်ဆိုတဲ့ကြပြားလေးရှိတယ် ဒီချိန်မှာ United တွေအခွင့်တာတော့အချိန်ပဲဒီလိုပြောလို့ Amorin နဲ့ United ကိုပြောတာမဟုတ်စိတ်ဝင်စားဘူးကျွန်တော်တို့အားပေးမဲ့ပရိသတ်စိုက်ဘက်ကပဲကြည်တာ United လမ်းကြောင်းမှန်တစ်ခုပေါ့တက်လန်းနေတဲ့အချိန်မှာဘလို့ပဲဖြစ်ကျွန်တော်တို့ရအခွင့်တာနေရလေကျွန်တော်တို့ရအခွင့်တာတဲ့အချိန် United ဘက်ကပဲလိုက်ရမယ်ပုံတံတန်မျိုးတော့ဖြစ်တယ်ဗျအဲ့အတွက်ကြောင့်ကနအူးစိတ်ဝင်စားတဲ့ Brighton ကိုစိတ်ဝင်စားခြင်းနဲ့ဆိုရင်တော့မတော်တဆ United ကဂိုးတွေရသွားခဲ့ရင်ဆိုတဲ့အတွေးမျိုးရှိတယ်ကျွန်တော်နောက်ပိုင်းပွဲတွေမှတ်မိတယ် Sunderland နဲ့ပွဲကျွန်တော် Sunderland သဘောကျတယ်တိုးတော့ United ပဲဂိုးရသွားတာအဲ့တော့ Liverpool နဲ့ပွဲတွေမှာ United တခုခုလုံးပြနိုင်တယ်ဆိုတဲ့စိတ်မျိုးလေးကျွန်တော်ဝင်တယ်အဲ့တော့ကျွန်တော် United ကိုပဲကျွန်တော်ရွေးပေးခဲ့တာတကယ်တမ်း United အပွဲတွေမှာနိုင်ခဲ့တယ်ဆော့ ပြောချင်တာ United ကိုအရင်အခုနောက်ပိုင်းပွဲတွေ short တွက်လို့မရတော့ဘူးဗျာသူတို့မှာ EPL တခုတည်းကိုပဲ focus ထားတာကျန်တဲ့အသင်းတွေလိုမျိုးဗျာများစရာအကြောင်းမရှိဘူးဟာ Champion League မှာဟိုအသင်းနဲ့တွေ့ရမယ်ဒီအသင်းနဲ့တွေ့ရမယ်အဲ့လိုမျိုးတွေတွေးပူနေကြရမလို့လူချန်ဖို့လိုတယ်ကျွန်တော်ပြောပါရဲနီးပြတွေကပွဲစဉ်တပွဲချင်းစီကိုဒါအာယုံစိုက်ထားတာဘာညာဆိုတော့ရှောက်ပြောနေမဟုတ်ဘူးနှစ်ပွဲလောက်သုံးပွဲလောက်ကြိုတွေးတာသုံးပွဲလောက်တော့တွေးချင်မှတွေးနေမယ်ဗျာနှစ်ပွဲလောက်ကြိုတွေးတာ Champion League မှာကစားသွားခဲ့တဲ့အသင်းတွေကိုကြည့်လိုက်လူတွေချန်ပြီးကစားသွားတာဘာဖြစ်လို့ချန်လဲ EPL ပွဲတွေရှိတယ်လေ EPL ပွဲတွေမှာတကယ်ကျုံးမဲ့တီးမဲ့အသင်းတွေ ပါတယ်ဆိုတော့သိတယ်အဲ့ကျွန်တော်ကဘာကြောင့်ဒီဘိုင်းပြောတာလဲယူနိုက်တက်မှာအဲ့လိုတွေးစရာအကြောင်းမရှိဘူးကဲတကောက်တဲ့ညစ်မနဲ့တော့ EPL တစ်ခုပဲရှိတယ် domestic ကတွေဘေးဖယ်ထားလိုက် green speed down ကိုရှုံးတဲ့เนาะ EFL ကလည်းပြုတ်သွားပြီ FA နဲ့ EPL ပဲရှိတယ်ဗျာ FA ကလည်းအရေးမကြီးဘူး FA ဘလား champion ဖြစ်တာတော့မှ Europa League ပဲကန်ဝင်ရမှာဘာလို့မှာတော့အဲ့တော့ကြောင့်အာသွန်ကွန်ဆိုင်အပြည့်နဲ့လက်ရှိအချိန်မှာကစားသမားတွေလည်းယုံကြည်မှုရှိနေတယ်အသင်းလိုက်ကစားပုံကောင်းမှုလူအချက်တချို့ရှိနေသေးတယ်ဆိုရင်လည်းဒီစိတ်တဲ့နဲ့ခွန်အားပိုင်းက Brighton ကိုအနိုင်ယူသွားနိုင်တယ်ဆိုတော့အတွေးမျိုးကျွန်တော်ပြန်ပြီးတော့ရတယ်အဲ့တော့ကြောင့်ကနအူးခန်းစားချက် Brighton ကိုကြိုက်ခဲ့ပေမဲ့နောက်ပိုင်းမှာကျွန်တော် United ကိုပို့ပြီးတော့ သဘောကျတယ်ပေါ့နော်ဒါကျွန်တော်ဒီဘုံမှာဖြစ်မိတဲ့စိတ်ခံစားချက်တချို့ပြောတာပါအဲ့တော့တခြား key points တွေကပြောမယ်ဆိုရင်ကျွန်တော်ရှင်းမှာပြောရတဲ့မှာလည်းပါပြီးသွားပြီနော် United တို့အနေနဲ့ EPL ကိုပဲအဓိကအအောင်ဆိုက်ရမှာအားကောင်းဆုံးအချက်ပဲကျန်တဲ့အပိုင်းတွေခဏဘေးပယ်ထားလဲ Brighton ကဘလောက်ကောင်းနေ Yankuba Min နေတော့ Mido Ma တွေဘေးပယ်ထားအဲ့ဒီအချက်တစ်ချက်ကပဲ Manchester United လိုမျိုးအသင်းတစ်သင်းအဖို့အအကောင်းဆုံးအချက် ဖြစ်ပါတယ်ဆိုတော့နောက်ထပ်အရေးကြီးတဲ့အစိတ်ပိုင်းတွေကိုကျွန်တော်ဆက်သွားမယ်အာရှရဲ့အကြောပြမှုတွေဘယ်လိုရှိသလဲဒီပွဲစဉ်မှာ United ကတည်ရအပြည့်ရှုံးပေးရပါတယ်တာမန်အကြောပြမှုပဲ trick တာလည်းမပါဘူးပြင်းနေပြော့ရဲလို့လည်း ကျွန်တော်မထင်ဘူးဗျ Brighton အသင်းဒီအသင်းကောင်းတစ်သင်းဖြစ်တဲ့ United ကိုတရီခံကန်နိုင်သွမ်းရှိတဲ့အသင်းမတော်တဆနိုင်အောင်တောင်ကန်နိုင်တဲ့ level မျိုးရှိတယ်အဲ့လိုအသင်းမျိုးကိုအင်ကွင်း Old Trafford မှာတရီအပြည့်အရှုံးပေးထားတာကတော့အနည်းငယ်အနေရများတဲ့စွန့်စားမှုတစ်ခုအဖြစ်ရွေးချယ်မှုကျွန်တော်တို့ပြုလုပ်ရလိမ့်မယ်တိုရယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်အောင်တိုရယ်ကိုမှာ 3D 3D ဖြစ်တဲ့အတွက်ကြောင့်နှစ်သင်းပေါင်း twin ကိုဟာတကယ်ကြီး၃လုံးဖြစ်သွားနိုင်တယ်၃လုံးဆိုတဲ့ reset တွေကိုကျွန်တော်တို့ကြည့်ကြည့်အောင်30 30ကတော့မဖြစ်နိုင်ဘူးလားဗော United က Brighton ကို 3ဂိုးပြတ်နိုင်ဖို့မလွယ်တယ်လို့ Brighton ကလည်း United ကို3ဂိုးပြတ်ပြန်ပြီးတော့နိုင်ဖို့ဟာမလွယ်ကူလာပါဘူး။ဆိုတော့နောက်ထပ် result တစ်ခုက2-1အဲ2-1ကတော့ဖြစ်နိုင်တယ်။ United 2-1နဲ့နိုင်သွားမလား Brighton 2-1နဲ့နိုင်သွားမလားဆိုတဲ့အပိုင်းမှာကျွန်တော်တို့စောင့်ကြည့်ရမယ်။1-1လို့ result မျိုးတည်ကျသွားတဲ့ပုံစံမျိုးလည်း ်ဖြစ်နိုင်တယ်ဒါဆိုရင်တော့ handicap ပြ United နားကားမယ်ပေါ့နော်ဒါပေမဲ့လည်းနိုင်ပွဲဆက်ဖို့က United လိုအသင်းကြီးတို့အရင်ကြီးကြီးတယ်ဗျတလောတော့ပဲ gossip league တပုတ်ထွက်လာသေးတယ် United ငါးပွဲသက်နိုင်မှာသပင်ညှက်မယ်ဆိုတော့ပြိသက်တယောက်ကို Diego Dalot ကမြင်သပင်ညှက်လို့ရပြီဆိုပြီးတော့ဟိုကျုံသွားသွားခဲ့တယ်အဲ့တော့ပြောချင်တာ Dalot ရဲ့ ပြောစကားအနေနဲ့တဆင့် United ကစားသမားတွေရဲ့စိတ်ခံစားချက်ကိုကျွန်တော်ရိတ်စားမိလို့ရတယ်ပေါ့နော် Brighton ဒီ Liverpool မဟုတ်ဘူး Arsenal မဟုတ်ဘူး Man City မဟုတ်ဘူး Chelsea မဟုတ်ဘူးသူတို့အသင်းကြီးတွေကိုတောင်းဗျာအနိုင်ကန်ထားတယ် Liverpool တို့ Chelsea တို့အဲ့ဒါကြောင့် Brighton ဒီလုံးဝမဖြစ်မနေမဖြစ်နိုင်ဘူးကွာဆိုတော့အနိုင်မရနိုင်တဲ့အသင်းတော့မဟုတ်ဘူးဗျာအဲ့ဒါရူးရူးလေးပဲတွေးအဲ့တော့ကြောင့် handicap ပြ Rick UB ကျွန်တော်တို့ Man United အသင်းကိုပဲရွေးချယ်ရပါလိမ့်မယ်ခင်ဗျာ ကဲဒီတစ်ခါတော့ဒီနေ့သင်ကြားရတဲ့ကိန်းကနေအချက်လက်တွေကိုကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်မယ်။နောက်ဆုံး6ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာဒီ record ကအတော်လေးကိုကြောက်ဖို့ကောင်းပါတယ်။ယူနိုက်တက်ဒီတစ်ကြိမ်ပဲ နိုင်ထားတယ် Brighton ကပဲ United ကိုတောက်လျှောက်အသာစီးရထားတာပါပြီးခဲ့တဲ့ဘောလုံးရသည်နှစ်ကြော့လုံး Brighton ကိုအရှုံးပေးထားပါတယ်အဲ့ဒီနီးပြားကလည်းလက်ရှိနီးပြား Hazela ပဲဖြစ်ပါတယ်နီးပြားပြောင်းလာတွေပါတယ်မရှိဘူးနော်ဒုတိယအကြော Ain Queen Old Trafford မှာ3-1နဲ့နိုင်ထားတယ်လို့ပထမအကြော်တုန်းကလည်း2-1နဲ့နိုင်ထားတယ် Man United နိုင်ခဲ့တဲ့တကြိမ်တည်းသောနိုင်ပွဲကတော့ဒီ2023-24ဘောလုံးရသည်ကဒုတိယအကြော်ပေါ့နော်အဝေးကွေးမှာတွားရောက်နိုင်ခဲ့တာပါနောက်ဆုံး Old Trafford မှာနှစ်ကြိမ်ကစားခဲ့တဲ့ထိတ်တိုက်တွေ့ဆုံမှုတိုင်း United သည်3 3-1ဆိုတဲ့ရလဒ်တင်နေကြီးပဲရှုံးတာတာပါ2023 24ရာတကြိမ်24 25အားတကြိမ်3-1တွေကြီးပဲ9ရလက်ကမပြောင်းသွားပါဘူးအဲ့ဒါကြောင့် head to head ထိတိုက်တွေ့ဆုံမှုမှာ Brighton က United အသင်းကိုပြက်ပြက်သားသားအသာကြီးရနေတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ကဲနောက်တစ်ပိုင်း United အသင်းရဲ့နောက်ဆုံး6ပွဲသေးရလက်4ပွဲနိုင်ပြီးတော့2ပွဲရှုံးတာတယ်ရှုံးတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်အဝေးကွင်းမှာရှုံးတာပါ Brentford ကို3-1 Man City ကို3-0ဖြစ်ပါတယ်နိုင်တဲ့ပွဲတွေထဲမှာ Liverpool Sunderland Chelsea တို့လိုအသင်းကောင်းတွေပါတယ်။ Sunderland ကလည်းအသင်းကောင်းတစ်သင်းပဲ။ Liverpool တို့ Chelsea တို့ကတော့ပြောမနေနဲ့တော့ပေါ့နော်။အဲ့တော့ကြောင့် United ကိုဘက်ကန်ရင်လဲအဲ့တလောက်ထိမရဲတာတော့အမှန်ပဲဗျ။သူကနိုင်တဲ့နိုင်ထိုက်တဲ့ပွဲတွေနိုင်ထားတာလေ။အထူးသဖြင့်နိုင်မယ်ဆိုရင်လဲအိမ်ကွင်းမှာနိုင်ထားတာ။ ်တစ်ဖက်က Brighton ကြည့်ရင်တော့ရလက်ပိုင်းရကအတော်မတိမငိမ့်ဖြစ်နေတယ်နောက်ဆုံး6ပွဲကစားထားတဲ့နေရာမှာ3ပွဲနိုင်2ပွဲတည်2ပွဲရှုံးဒါပေမဲ့လည်းနောက်ဆုံး5ပွဲဇက်တိုက် Brighton ဒီရှုံးပွဲလုံးဝမရှိတော့ပါဘူးအဲ့ဒီရှုံးပွဲလုံးဝမရှိတော့တဲ့5ပွဲဇက်ကိုကြည့်မယ်ဆိုရင် Tottenham Hotspur Burnley Chelsea Wolverhampton Newcastle United အသင်းကောင်းတွေအများကြီးပါပါတယ် Chelsea တို့ နော်နျူကာဆယ်တို့ဆိုတာကစားအခက်တဲ့အသင်းမျိုးတွေအဲ့လိုအသင်းတွေတောင်မှအနိုင်ကန်ထားတာကိုကြည်ချင်းအဖြစ်ဘရိုက်တန်ရဲ့ခြေသွမ်းခြေစားသည်ဘလောက်ထိရှိသလဲဆိုတာရိတ်စားမိမှာပါ ကဲကျွန်တော်နောက်တစ်ပိုင်းရယ် United ရဲ့အိမ်ကွင်း Reset အခုကိန်းနဲ့အချက်လက်တွေကျွန်တော်ပြောပြရတဲ့နေရာမှာ United အသာကြီးရတာဆိုလို့အိမ်ကွင်းအချက်လက်တခုပဲရှိမယ်ဒီနေ့ရာဒီအိမ်ကွင်းမှာ United တပွဲပဲရှုံးထားတယ်အဲ့ဒီရှုံးတဲ့ပွဲက Arsenal လို့အသင်းကိုရှုံးတဲ့ပွဲဒီအချိန်မှာဒိတ်ဒိတ်ကျဲဖြစ်နေတဲ့အသင်းကိုသူတို့ပွဲစဉ်တက်မှာရှုံးထားတာချန်တဲ့ပွဲ၃ပွဲလုံးအိမ်ကွင်းမှာအနိုင်ယူထားပါတယ် အဲ့ဒီအသင်းတွေထဲမှာဆန်ဒလန်ချယ်ဆီတို့လိုအသင်းမျိုးတွေပါပါတယ်အိမ်ကွင်းကစားအားဒီနှစ်ရသည်ဖိုင်းနေပါတယ်တစ်ဖက်ကဘရိုက်တန်ကိုကြည့်မယ်ဆိုရင်သူတို့ကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေအားလုံးပေါင်း6ပွဲရှိတယ်3ပွဲနိုင်2ပွဲတည်ကြပြီး2ပွဲရှုံးထားတယ်ဘရိုက်တန်အဖို့ဒီအဝေးကွင်းဆက်ဆောင်ရေးကလည်းကောင်းတယ်လို့ပဲပြောရမှာပါ အဲ့နောက်ဆုံးပိုင်းကျွန်တော် viewer ဘိုင်းချင်းကပ်မှုလေးအနည်းငယ်လုပ်ကြည့်အောင် Brighton ဤပြ Hazala ကတော့ Hybrid တွေပြီးတဲ့နေရာမှာတိတ်ကိုထူးကျွန်တဲ့ဤပြတယောက်ဖြစ်တယ်လို့ counter attack situation မျိုးဝင်တဲ့အခါကျရင်လဲ counter attack ကိုပြပြပြပေးနိုင်တဲ့ဤပြမျိုးဖြစ်တယ်ကျွန်တော်တို့ဒီဘက်ကမှဟူပဲ Amore အနေနဲ့အတားလေးနည်းနည်း short တင်တယ်လို့ထင်တယ်ဗျာဘာကြောင့်လဲဆိုတော့နှစ်သင်းလုံးကပုံတံတန်လေးနည်းနည်းသွားတူတယ် highlight တင်ပြီးတော့တောင်မန်ကစားသမားတွေကနေလှုပ်အားနှုတ်အားပြုပြီးဆော့တယ် United ကတော့တောင်မန်မှာနှစ်ယောက်ရှိတယ်ပေါ့ဗျာ AM နဲ့ wing back တွေပေါင်းပြီးတော့တောင်မန်နေတီးတယ်ဒါပေမဲ့လည်း ို့ပြီးစနစ်ကြတာက Brighton လို့ပြောရမယ်အဲ့တွက်ကြောင့်ကျွန်တော်ကတော့ခန်းစစ်ပိုင်းကိုဦးစားပေးပြီးတော့အမြင်ဘောတွေကနေဂိုးသွင်းလိုက်တဲ့ style မျိုးတွေကိုသဘောကျတယ်သူတပြန်ကိုတပြန်ရှင်ပြိုင်ကစားတာတည်းဆိုင်ဒီပွဲစဉ်ကို Master Game Plan နဲ့ထားပါတော့ Liverpool နဲ့ပွဲမှာ Arsenal တော့ညှိတွားသွားတယ်လို့မျိုးပေါ့ဟာ low block ကြီးနဲ့ကစားပြီးအမြင်ဘောတွေပဲဥတီနေတယ်ဆိုတာအဲ့တိုင်းဖြစ်တဲ့ရင်ဖြစ်ရမယ်အဓိကနိုင်ဖို့ပဲအရေးကြီးတယ်ဟူပင် Amorin ဒီသာလေးရင်အရေးကြီးပါတယ်သူအရန်နေလှုပ်ပြခြင်းပြီး အဲ့ဆောင်ရင်းတွေ highlight တွေရှောက်တင်ပြီးတော့မတော်တဆပြန်ပြီးခေါတာ attack ရသွားလို့ဟိုမှာ brighton ကအတကုံပြေးနိုင်တဲ့ကောင်းနေရှိတယ်။ရန်ကူဘမင်းတို့ဆိုပြေးလို့တော့လိုက်လို့တော့မမီဘူး။အဲ့တော့ကျွန်တော်ကတော့ခင်စစ်ကိုဦးစားပေးပြီးမတက်နိုင်ဘူး။အခု EPL club တွေတုံးနေကြအကွက်အတိုင်းပဲလက်ပစ်ဘောတွေနဲ့ဘောက်ဆဲကိုမြောက်မယ်။ကော်နာတွေကနေတင်ပြီးဂိုးသွင်းမယ်။အဲ့ဒီအကွက်သာတုံးသင့်တယ်လို့ထင်ပါတယ်ခင်ဗျ။ဆိုတော့အနည်းချုံးရမယ်ဆိုရင်ဒီပွဲစဉ်က United တို့ကအမတန်အမတန်အနေငယ်များတဲ့ပွဲစဉ်ဖြစ်ပါတယ်။ကျွန်တော်ညီကိုတွေစိတ်ကြိုက် အတင်ရွေးချယ်လို့ရပါတယ် Brighton ကလည်းကျွန်တော်အခုသုံးသပ်ပြီးတဲ့အချိန်အခါမှာရွေးချယ်ခြင်းစရာအတင်းလေးတင်းတော့ဖြစ်နေတယ်အသေးကြဖို့လည်းအခွင့်အရေးများပါတယ်အဲ့တော့ percentage အားဖြင့်ခွဲပြောမယ်ဆိုရင်ဒီပွဲစဉ်ကတရာခိုင်နှုန်းရှိတဲ့နေရာမှာ85ရာခိုင်နှုန်းလောက်တရေပွဲတစ်ပွဲဖြစ်နိုင်ပြီးတော့ channel 25%ကတော့ United နိုင်သွားနိုင်တယ်ကျွန်တော်တို့ကအဲ့ဒီ25%ကနေလက်ရှိ United ရဲ့အနိုင်ယူနေတဲ့အခြေအနေကိုတွယ်ကပ်ပြီးတော့ United အတင်းကိုရွေးချယ်ပေးကြပါတယ်ခင်ဗျာ